အသေးအောင်တော့ဘီပိုးရှိရင်ဘယ်အစားအစာတွေကိုရှောင်းအောင်လဲအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအသေးအောင်တော့ဘီပိုးရှိနေတဲ့သူတွေရှောင်းအောင်အစားအစာနဲ့စားသုံးတဲ့အစားအစာတွေကို ပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာအသေးအောင်တော့ဘီပိုးရှိနေတဲ့သူတွေရှောင်းအောင်အစားအစာတွေကတော့၁တာချေခံအောင်ပြုလုပ်ထားတဲ့အစားအစာများနဲ့ စိုးစေးပောင်မှုများတဲ့အစားအစာတွေဥပမာခေါက်ဆွဲကြောက်တို့တွေကိုရီးယားကင်လိုမျိုးအစားအစာတွေနှစ်အငံတက်ပောင်မှုများတဲ့အစားအစာတွေဥပမာငပိငရှောင်းနဲ့ငံပြာရည်ကဲ့သို့သောအစားအစာတွေသုံးတန်တက်ပောင်မှုများသောအစားအစာတွေဥပမာအသေးအမြင်ကလီစာလိုမျိုးအစားအစာတွေလေးအစီအစိတ်များလွန်သောအစားအစာတွေဥပမာ ခရင်ပောင်ဝင်တဲ့ကိတ်မှုန်နဲ့ ငါ gas ပါဝင်မှုများတဲ့အရွှေတွေဥပမာဆိုလို့ရှိရင် Coca-Cola, Max Plus တို့လိုအရွှေတွေလျှောက်စီပောင်မှုများသောအစားအစာများဥပမာအာလူကျော်ကြက်ကျော်လိုမျိုးအစားအစာတွေခွန်မှိုတက်လွယ်တဲ့အစားအစာတွေနဲ့ရှစ်အရက်ဆေးလိပ်ကွင်းရစတာတွေပဲဖြစ်ပါတယ် ဒီအစားအစာ၈မျိုးကအနည်းအောင်တော့ဘီယောဂါဘူးရှိနေတဲ့သူတွေနဲ့လုံးဝမတည့်တဲ့အစားအစာတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီအစားအစာတွေကအသည်းကိုထိခိုက်စေပြီးတော့အသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုနှောက်ယှက်နိုင်တာကြောင့်အနည်းအောင်တော့ဘီယောဂါဘူးရှိနေတဲ့သူတွေအနေနဲ့တတိထားပြီးတော့စားသုံးဖို့လိုအပ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ကအသည်းအောင်တော့ဘီပိုးရှိနေတဲ့သူတွေရှောင်းမဲ့အစားအစာတွေကိုတော့တည်သွားပြီ။စားသုံးတဲ့အစားအစာတွေကဘာတွေလဲ လန်တော့ဝဘီပိုးရှိနေတဲ့သူတွေစားသုံးတဲ့အစားအစာတွေကတော့၁အစိမ်းအောင်ရှိသော ဟင်းဒီဟင်းရွက်များဥပမာကစွန်းရွက် မုံညင်းရွက်ဂေါ်ဘီစိမ်းတို့လို အစားအစာပဲ၂အရေရွှမ်းသောအတီများ ဥပမာ ပန်တီဘယ်ရီတီထော့ဘက်တီလိုမျိုး အစားအစာတွေ၃အစီများသောငါးများဥပမာဆယ်မွန်တူနာစာရင်းကဲ့သို့ အစားအစာတွေလေးအစိအစံများနဲ့အခွန်မာအတီးများဥပမာနေကြစေတီဟိုစေတက်ကြတီလိုမျိုးအစားအစာတွေငါပဲအမျိုးမျိုးရှောက်ကြုတ်ဥငုံဥဘဲဥစတဲ့အစားအစာတွေ ਨੇ ခွန်နွမ်းနုဒိန်ရင်တွေဖြစ်ပါတယ်ဒီအစားအစာတွေကအသေးအတော်ကပြီးပိုးရှိနေတဲ့သူတွေစားသုံးလို့ရတဲ့အစားအစာတွေပဲဖြစ်ပါတယ်ဒါကတော့ သင်းတော်ကဘီပိုးရှိနေတဲ့သူတွေရှောင်းမဲ့အစားအစာတွေနဲ့စားသုံးသင့်တဲ့အစားအစာတွေကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင်းအိုင်နဲ့ပတ်သက်ပြီးသိကျင်တာမင်းမြန်းကျင်တာရှိသေးတယ်ဆိုလို့ရှိရင်တော့ကိုမတ်မှာမေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။